မင်္ဂလာပါကျွန်တော်ကတော့ရွှေပေပဲဖြစ်ပါတယ်ဒီကနေ့ညတော့လက်ဝါကတိုင်ထက်မှာသခင်ယေရှုပြောခဲ့တဲ့စကားကြီးခုနှစ်ခုနဲ့ထူစကားတစ်ခွန်းချင်းစီတိုင်းမှာကိုစားပြုခဲ့သောဘဝများတွေကိုပြောပြချင်ပါတယ်ဘာတွေပြောခဲ့လဲဘယ်ဘဝကိုကိုစားပြုလဲကျွန်တော်တို့ ਨੇ ဘယ်လိုပတ်သက်လဲဆိုတာလေးကိုအနည်းငယ်ပြောပြချင်ပါတယ်ဥစွာလက်ဝါကတိုင်မြင်ပြီဆိုအသေးစိုးနဲ့တည်တဲ့ယေရှုကိုမြင်တတ်ကြတယ် သခင်ယေရှုလဝါကားတိုင်းထက်မှာလက်နှစ်ဖက်ဆန့်ပြီးတော့မှအသေးခံခြင်းအနံပါတ်1ဖခင်ကငါတို့ကိုဒီလောက်ချစ်တယ်နောက်တစ်ချက်ကငါတို့အပြစ်ကဒီလောက်ကြီးမားတယ်ဆိုတော့ဖော်ပြနေပါတယ်ကျွန်တော်တို့ ਨੇ မထိုက်တန်တဲ့တန်ရှင်းရပုံမှာတနေရာရဖို့ကျွန်တော်တို့ ਨੇ ထိုက်တန်တဲ့ဒီလဝါကားတိုင်းကိုသခင်ယေရှုဟာအစာထိုးနေရာယူပေးခဲ့ပြီးဖြစ်ပါတယ်ဥစွာသခင်ယေရှုပြောခဲ့တဲ့စကားကတော့မေရော်နဲ့တပည့်တော်တို့ကြည်ပြီး ချင်းမိမ့်မှာတင်းဤသားကိုကြည်ပါဟု၍၎င်းတပည့်တော်တို့အားလည်းတင်းဤအမိကိုကြည်ပါဟု၍၎င်းမိမ့်ပါခဲ့တယ်ဆိုတာတွေ့ရတယ်။ဒါကတော့ဖခါကနေလူဇာတိခံရတယ်လူသားဘဝတော့အမိရှိတယ်ဆိုတာကိုပေါ်ပြနေတယ်။ဆိုတော့ကောင်းရပုံသွင်းရောက်ဖို့အတွက်လူကမတတ်နိုင်ဘူးအပြည့်အခသေခြင်းဖြစ်တယ်။လူရဲ့တန်ဖိုးကလည်းစัจ java လာမကတန်ဖိုးရှိတယ်။ဒီနေ့သိအောင်စัจ java လာကြီးပေးမယ်။အသေးခံမလားဆိုဘယ်သူသေးမလဲ။ ပြူဖူးသမျှကောင်းမွက်လဲတန်ရှင်းတဲ့ဖရာရှင်မှာညစ်သောအဝတ်နဲ့ပဲတူတယ်။ဒါကြောင့်လူမတတ်နိုင်တဲ့အမှုကိုဖရာတတ်နိုင်တယ်။အဲကြောင့်ဖရာကကျောင်းကူစားလူစားတီခံယူလာခြင်းဖြစ်တယ်။နောက်တစ်ချက်က"အိုဖာသူတို့မသိ၍လုံမိတဲ့အပြစ်ကိုခွင့်လွှတ်ပါ"ဆိုပြီးဆူတောင်းပေးခဲ့တယ်။သူ့ကိုကားတိုင်းတင်တဲ့လူတွေအတွက်ပေါ့။ဆိုတော့ဒါကဖရာကနေလူစားတီခံလာတဲ့သားတော်ဘဝပေါ့နော်။ဆိုတော့သားတော်လို့ ဘာလို့သုံးလဲဖះလို့ဘာလို့မသုံးလဲဖះလူဇာတိခန့်နဲ့သုံးလဲရတာပဲလို့ပြောတဲ့အခါမှာသားတော်ဆိုတာရင်းနှီးမှုတော်ဆမှုစိတ်ချမှုဖြစ်တယ်ခမည်းတော်နဲ့သားတော်ဟာတလုံးတဝတဲ့ဖြစ်တယ်အစင်တန်းတူဂုံကြီးတူတကိုးတူဖြစ်တယ်ဒါကြောင့်သားတော်ကပို့ပြီးတော့မှအတိတ်ပဲလေးနဲ့တယ်ဆိုတာဖော်ပြထားခြင်းဖြစ်တယ်ဗောနော်နောက်တစ်ချက်ကယခုပင်တင်ရငါနဲ့တူပရတိသူပုံမှာရှိမယ်ဆိုပြီးတော့မှ ကားတိုင်းထဲမှာနောင်တရတဲ့လူဆိုးကြီးကိုသခင်ယေရှုကဂတိပေးခဲ့တယ်။ဒါကေတင်ရှင်ဘဝဖြစ်တယ်။ဆိုတော့ကေတင်ရှင်ကိုညင်းပယ်လို့ရတယ်။ညင်းပယ်မယ်ဆိုတော့တမလွန်ကိုတာဝန်ကိုယူသောသူဖြစ်သွားပြီပေါ့နော်။ဆိုတော့ဖခင်ကအတူတူပဲပြောတတ်တယ်။မတူတာကေတင်သောဖခင်။နဲလမ်းပြသောဖခင်၊ကျင့်ခိုင်းသောဖခင်။နော်ဖခင်ကနှစ်မျိုးပဲရှိတယ်။ကေတဲ့ဖခင်နဲ့ကျင့်ကြံအားထုတ်ခိုင်းတဲ့ဖခင်ပေါ့နော်။နောက်တစ်ချက်ကတော့ အကျွန်ုပ်ဖျားအကျွန်ုပ်ဖျားကျွန်ုပ်ကိုဘယ်ကြောင့်စွန့်ပစ်သနည်းဆိုတာကဒါကအပြစ်သားဘဝဖြစ်တယ်ဆိုတော့အပြစ်ကြောင့်ဖျားရဲ့စွန့်ပစ်ခြင်းခံယူခဲ့ရခြင်းဖြစ်တယ်ဆိုတာတွေ့ရတယ်နောက်တစ်ချက်ကရင်ငတ်တယ်ရင်ငတ်တယ်ဆိုတော့တခင်ရွှေရဲ့ငရဲသားဘဝပေါ့တထိန်နဲ့လာသူအကြောင်းပါတထိန်ရမရဏနိုင်ငံမှာပူပြင်းပြီးတော့မှရေတစက်အတွက် ပြင်းထန်သောဝေဒနာကိုခံစားနေရတဲ့စာငတ်တောင်းတနေတယ်ဆိုတော့သခင်ရှုဟာကျောကူစာခံယူပေးခဲ့ပြီးဖြစ်တယ်။နောက်တစ်ခေါက်ကတော့အမှုပြီးပြီးအောင်မြင်ခြင်းဘဝပေါ့နော်အောင်မြင်သောအမှုအလုံးကိုပြီးစီးခဲ့တယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့နေ့စဉ်လုပ်တဲ့အပြစ်တွေမှတ်တမ်းရှိပါတယ်။ဗျာဒိတ်ကျမ်း20မှာသူစာဆောင်များကိုဖွင့်ထားပြီးလူတိုင်းအကျင့်အလျောက်စီရင်မယ်။ကျွန်တော်တို့အပေါ်မှာနေ့စဉ်နဲ့မျှပြုတဲ့အမှုတွေရှိနေတယ် သခင်ယေရှုကိုလက်ခံယုံကြည်လိုက်တဲ့အခါမှာအမှုပြီးပြီအမှုပိတ်လိုက်ပြီအပေတကားပိတ်သွားပြီဖြစ်တယ်။နောက်ဆုံးစကားတစ်ခုကတော့အိုးခမီးတော်ကျွန်တော်ဝိညာဉ်ကိုကိုရောလက်နဲ့အပ်ပါဤဆိုတာဒါကတော့သူ့ရဲ့တမလွန်အတွက်စိတ်ချမှုဖြစ်တယ်။ခမီးတော်ဖရာထာကိုသူဝိညာဉ်အပ်လိုက်ခြင်းဖြစ်တယ်။ငရေပြီးသွားခြင်းမဟုတ်ဘူးပေါ့နော်။ဆိုတော့ဒီအရှင်ကိုလက်ခံယုံကြည်တဲ့အခါမှာလည်း ငါ့ကိုယုံကြည်သောသူသည်အပြည့်စင်ခြင်းကိုမခံရထာဝရအသက်ကိုရမယ်လို့ဂတိပေးခဲ့ပါတယ်။ယေရှုကငါလန်ဒီသမာတရားအသက်ဖြစ်တယ်။ငါ့ကိုအမိမပြုလင်အဘယ်သူများခမဲတော်ထံသို့မရောက်ရ။အရောက်စီတိုင်းကိုဖျားရှင်ကောင်းကြီးပေးပါစေ။